မင်္ဂလာပါဆိုမိတော်ကနေကြိုဆိုပါ၏မြမသတင်းနှင့်နိုင်ငံတကာသတင်းများတင်ပြသွားမည်ဖြစ်သည် တနိုင်ငံလုံးလူမျိုးရေးအတွက် KIA နှင့်ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်ပြီးဟုတေအင်းလို့ဤပြောကြားတချင်လူမျိုးရေးတက်မတော် KIA နှင့်တအောင်းလူမျိုးရေးတက်မတော်တေအင်းဟိုဤတို့အကြားနေမြေဆိုင်ရာအငင်းပွားမှုများကြောင့်မြေပြင်တွင်ပြိပခများမကြာခဏဖြစ်ပွားနေတော်လဲတနိုင်ငံလုံးအတိုင်းအတာဖြင့်လူမျိုးရေးရရှိရေးအတွက် KIA နှင့်ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟုတောင်ရောဤမှပြောကြားသည် ဂျမန်နေ့မေလ28ရက်တွင်တေအင်အော်အေတွဲဖက်အထွေထွေတွင်ရေးမှုဘူမူကြီးတားပန်လာတရင်းမီဒီယာများနှင့်တွေ့ဆုံစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည့်သူက KIA နှင့်မဟာမိတ်အဖြစ်ဆက်သွယ်မှုများပုံမှန်တွေ့ဆုံမှုများရှိပြီးမဟာမိတ်စာချုပ်3ခုလောက်ရှိပါသည်ဤသဘောတူချက်များသည်2023မေလအထိရှိခဲ့သည့် သို့သော2024နှစ်2025တွင်ဖြစ်ပွားလာသောပြိပခအခြေအနေများအပေါ်တွင် နောက်ထပ်ဘလို့ပူးပေါင်းဆောင်ရွက်မည်တနိုင်ငံလုံးတိုင်းတာဖြင့်ဒေါ်လာရေးလုပ်ငန်းများတွင်မြို့တို့ပူးပေါင်းဆောင်ရွက်မည်ဆိုသည်မှာအရေးကြီးသောဆွေးနွေးချက်ဖြစ်သည်ဟုဆိုသည်ဒေတာတစ်ခုတည်းသာလွမြောက်နေခြင်းအဖြစ်မထင်ရှားနိုင်ပါမဟာမိတ်ဒေတာများပါလွမြောက်ရန်လိုအပ်သလိုတနိုင်ငံလုံးရှိပြည်သူလူထု၏လွမြောက်မှုလည်းမဖြစ်မနေလိုအပ်သည်ထိုကဲ့သို့သောအခြေအနေမှသာကျွန်ုပ်တို့၏ မြောက်ရေးကိုအာမခံနိုင်ပြီဖြစ်သည်အခြားအဖြစ် ထိုလွတ်မြောက်မှုမှာခဏတာသာဖြစ်နိုင်သည်ဟုကိုမျိုးကြီးတားပန်လာကထပ်မံဖော်ပြသည် KIA နှင့် TNOA တို့အကြားပြိပခများပေါ်ပေါက်လာခြင်းသည်စစ်အာဏာသိမ်းမှုများဇက်တိုက်ဖြစ်ပွားလာခြင်းနှင့်လွတ်လပ်သောနိုင်ငံရေးပလက်ဖောင်းမရှိတော့ခြင်းတို့ကြောင့်ဖြစ်ကြောင်းလဲဘူမူကြီးတားပန်လာကရှင်းပြသည်လူမျိုးရေးလူမျိုးမှုသည်ဒေတာရေးလူမျိုးမှုမှတစ်ဆင့်ဒေတာရေးလူမျိုးမှုသည် တနိုင်ငံလုံးအတိုင်းအတာလွတ်မြောက်ရေးသို့ချီတက်သည်သို့သောစစ်အာဏာသိမ်းမှုများကြောင့်နိုင်ငံရေးယဉ်ကျေးမှုသည်ပျက်စီးသွားပြီးအခက်အခဲများနှင့်အဆင်မပြေမှုများတက်လာသည်ထို့ကြောင့်ဖြည့်ရှင်းဖို့ပလက်ဖောင်းမရှိတော့သောကြောင့်ပြဿနာများများပြားလာခြင်းဖြစ်သည်ဟုဆိုသည် KIA နှင့်တေအင်ဟိုအေတို့သည်ပြိပခဖြစ်နေတော်လဲမဟာမိတ်အဖြစ်နောက်ထပ်ဘလို့ပူးပေါင်းဆောင်ရွက်မိကိုဆွေးနွေးနေကြသည်တနိုင်ငံလုံးအတွက်လဲနှစ်ဖက်ဒေသအတွက်လဲလွတ်မြောက်ရေးကိုဦးတည်ပြီးမဟာမိတ်အဖြစ်ညီတို့ပူးပေါင်းဆောင်ရွက်မိအာနာရှင်စနစ်အောက်မှညီတို့လွတ်မြောက်မည်ဆိုသည်ကိုဆက်လက်ဆွေးနွေးနေသည်ဟုဘူမူဂျီတာဗန်လာက ရှင်းလင်းသည် KIA နှင့် TNOA တပ်ဖွဲ့များကြားညင်းပွားမှုများမှာရွှေလီမြစ်အနောက်ပိုင်းရှမ်းစစ်ချင်းနယ်ဇက်ဒေသတအောင်းဒေသများတွင်မြေပြင်စစ်ရေးတင်းမာမှုများဖြင့်အချိန်အားဖြင့်ဖြစ်ပွားနေကြသည်2023ခုနှစ်ကမူဆယ်တရ9မိုင်အနီးတီးမရွှေလုပ်ငန်းအတွင်းတွင်နေမြေပိုင်ဆိုင်မှုနှင့်အခွန်ကိစ္စများကြောင့်ပရိပခဖြစ်ခဲ့ပြီးမန်တုံနှင့်ကုတ်ခိုင်နယ်များတွင်လည်းနေမြေစိုးမိုးရေးအဓိကဖြစ်သောစစ်ရေးအငင်းပွားမှုများရှိနေသည် ထို့ပြင်မွန်ဂိုနန်မူနန်ဖက်ကနန်ခမ်းနှင့်မွန်ဝိဒေတာများတွင်လည်း KIA နှင့်တင်ယူအီတို့အကြားနေမြေပိုင်ဆိုင်မှုနှင့်သက်ဆိုင်သောစီရေးပရိပခများဖြစ်ပွားနေသည်သို့သောတစ်ဖက်နှင့်တစ်ဖက်ထိန်းချုပ်ထားသည့်ဒေတာများတွင်ကချင်ရှမ်းနှင့်တအောင်ပလောင်လူမျိုးများရောနှောနေထိုင်ကြသည်ထို့ကြောင့်ငင်းပွားမှုများကိုတိုင်ပင်ဆွေးနွေးမှုသဘောတူစာချုပ်များဖြင့်ဖြည့်ရှင်းရေးအတွက်နှစ်ဖက်တပ်ဖွဲ့များဆောင်ရွက်နေကြကြောင်းသိရသည် တန်းစဲအနီးတဲကုန်းရွာတွင် People's Liberation Army နှင့်စစ်တပ်ကြားတိုက်ပွဲဖြစ်ပွားစစ်တပ်ဘက်မှအရာရှိအပါအဝင်၈ဦးသေဆုံးဆွန်သုံးစကိုင်းတိုင်းတန်းစဲမြို့အနီး တဲကုန်းရွာအတွင်စစ်တပ်စခန်းကင်းလှည့်ရေးအတွက်ထွက်ခွာလာသောစစ်တပ်တပ်ဖွဲ့အားပြည်သူ့လူမျိုးရေးတပ်မတော် People's Liberation Army နှင့်ပူးပေါင်းတပ်ဖွဲ့များကဇွန်လ2ရက်မနက်9:30နာရီ30မိနစ်အချိန်တွင်ကြားဖြတ်တိုက်ခိုက်ခဲ့သည့်ရင်းတိုက်ပွဲအတွင်စစ်တပ်ဘက်မှအရာရှိတဦးအပါဝင် စစ်သားစုစုပေါင်း8ဦးသေဆုံးခဲ့ကြောင်းပေ LA တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့အတည်ပြုခဲ့သည် အတောရွာမှထွက်လာသောစစ်တပ်တပ်ဖွဲ့သည်တဲကုန်းရွာဘက်သို့ကင်းလှည့်ရန်လှုပ်ဆောင်နေစဉ်ပေအိုအီတပ်သားများနှင့်တန်းစင်မျိုးနယ်ပကကသုံးခုတိုက်နယ်နှစ်ပကကရေဦးပကကတို့ပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲကြာချိန်မှာ30မိနစ်ကျော်ခန့်သာဖြစ်ပြီးစစ်တပ်ဘက်ကထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့ကြောင်းသိရသည် တိုက်ပွဲပြီးနောက်၌စစ်တပ်ဘက်မှကာပိုင်မျိုးစားတနက်နှစ်လက်နှင့်ကြည်စံချို့ကို BOA တပ်ဖွဲ့ကတင်စီရမိခဲ့တော်လဲတက်စခန်းနှိဆက်သောနေရာဖြစ်သဖြင့်ပုံမှုများပြားသောလက်နက်များကိုမတော်မိနိုင်ပဲပြန်ဆုတ်ခဲ့ကြောင်းပြောသည့်တိုက်ပွဲပြီးနောက်ယခုအချိန်အထိစစ်တပ်ဘက်မှရွာများအားမိရှို့ခြင်းသို့မဟုတ်ဖျက်ဆီးခြင်းများမရှိသေးတော်လဲနောက်ထပ်စစ်စင်ရေးပြင်ဆင်မှုလက္ခဏာများလည်းမတွေ့ရှိရသေးပါ PLA တာဝန်ရှိသူတဦးကပြောကြားမှုအရာ အတောရွာတွင်စစ်တပ်ကတပ်ဖွဲ့တပ်ဖွဲ့အားတိစောက်ထားပြီးလက်နက်ကြီးများဖြင့်တန့်စဲမျိုးအနီးနားကျေးရွာများအားထိန်းချုပ်နေကြောင်းတဲကုန်းဘက်သို့ထွက်လာသောအခါဗဟုကာခွေရေးတပ်ဖွဲ့များက အချိန်မှန်စီစဉ်ထားသည့်ပူးပေါင်းတိုက်ခိုက်မှုတရေဖြစ်ကြောင်းဖော်ပြခဲ့သည်တိုက်ပွဲဖြစ်ပွားခဲ့သည့် အတောနှင့်တဲကုန်းရွာများသည်မီတာတစ်ထောင်ခန့်သာအကွာဝေးရှိပြီးတန့်စဲမျိုးမှခုနှစ်မိုင်ခန့်အကွာတွင်တည်ရှိကြောင်းဤဒေသသည်စစ်တပ်ကလက်နက်ကြီးများဖြင့် ထိန်းချုပ်ထားသောအရေးကြီးမဟာဗျူဟာတစ်ခုဖြစ်ကြောင်းသိရသည့် POA နှင့်ပကဘာတပ်ဖွဲ့များကရင်းခဲ့သို့သောထိတ်တိုက်တိုက်ခိုက်မှုများကိုဆက်လက်လုံဆောင်သွားမည်ဟုယူဆနိုင်သည်စစ်ပွဲအတွက်အသင်းဖြစ်ရေးပြည်တိန်ကဝန်ခံရုရှားနှင့်တရုတ်ကဲ့သို့နျူကလ িয়ার အင်အားကြီးသောနိုင်ငံများ၏ချင်းချောက်မှုကိုရင်ဆိုင်နေရစဉ်ပြည်တိန်ဆိုရသည်လေများပြားသော ပေါင်ဘီလီယံငွေများကိုယင်းနှိမ့်ညွန့်နံက စည်ရေးအတွက်အသင့်ဖြစ်လာအောင် ပြင်ဆင်နေကြောင်းပြည်တိန်ကာကွယ်ရေးဝန်ကြီးမှပြောကြားခဲ့သည်။ဇွန်လ2ရက်နေ့တွင် ပြုလုပ်သောလွှတ်တော်အစည်းအဝေးအတွင်ကာကွယ်ရေးဝန်ကြီးဂျွန်ဟေလီကချင်းချောက်မှုခေတ်တစ်ကိုရင်ဆိုင်နိုင်ရန်ပြည်တိန်စစ်တပ်သည်ယခင်ထက်တစ်ဆက်ဆောက်ပုံမှုချင်းချောက်နိုင်စွမ်းရှိဖို့လိုသည်ဟုပြောသည်။ချင်းနေတွင်ပြည်ထောင်အစိုးရကထုတ်ပြန်ခဲ့သောကာကွယ်ရေးမဟာဗျူဟာသုံးသက်ချက်စတာတီစီရေးစွမ်းရည်မြင့်တင်ရေးအတွက် အရေးပါသောအစီအမံဖြစ်ကြောင်းဖော်ပြထားသည်အဆိုပါအစီအစဉ်အရဂျီတိန်သည်နျူကလ িয়ার မော်ကွန်းတင်များအတွက်ပေါင်ဆက်5ဘီလီယံခန့်ကိုသုံးစွဲမည်ဖြစ်ပြီးခဲယမ်းထုတ်လုပ်မည့်စက်ရုံအသစ်6ခုကိုလည်းတည်ဆောက်ရန်အစီအစဉ်တွင်ပါဝင်သည်ထို့ပြင်စစ်ပတ်ဆိုင်ရာဆက်သွယ်ရေးဤပညာများတိုးတက်အောင်ပြုပြင်ရန်နှင့်စစ်တီများအတွက်အင်အားများပြုပြင်ထိန်းသိမ်းရန်လည်းပေါင်ဘီလီယံကျော်ရင်းနှီးမြှုပ်နှံသွားမည်ဟုသိရသည် ရည်တင်အစိုးရသည်2034ခုနှစ်တွင်ကာကွယ်ရေးအသုံးစရိတ်ကိုနိုင်ငံ၏ရပီ300ရာခိုင်နှုန်းအထိတိုးမြှင့်အသုံးပြုမည်ဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးကထပ်မံဖော်ပြသည်။ရည်တင်ရေငုပ်သင်္ဘောတပ်ဖွဲ့တိုးချဲ့သွားမည်ဟုကြေညာ။နျူကလ িয়ার စွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောများအတွက်တပ်ဖွဲ့အင်အားကို တိုးချဲ့သွားမည်ဟုရည်တင်အစိုးရကကြေညာထားသည်ဟုနှင့်သတင်းဌာနကဖော်ပြသည်။ ဤကြီးညာချက်မှာခေတ်သစ်စပွဲများအတွက်အသေးဖြစ်အောင်ပြင်ဆင်နေသောအစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပြီးကာကွယ်ရေးမဟာဗျူဟာအစီရင်ခံစာထုတ်ပြန်ခြင်းမတိုင်မီ မီဒီယာတွေသို့မျှဝေခဲ့ခြင်းဖြစ်သည်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ကဥရောပနိုင်ငံများသည့် ကိုပိုင်းလုံးချုပ်ရေးကိုပုံမတော်ဝင်ယူတင်ကြောင်းပြောကြားပြီးနောက်ပြီးတိန်ဝင်ကြီးချုပ်ကီရာစတာမာသည်တခြားဥရောပခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကိုပြန်လည်တည်ဆောက်ရန်အလင်းအမြန်လှုပ်ဆောင်လာခဲ့ခြင်းဖြစ်သည် ကြီးတင်အစိုးရမှပြင်ဆင်နေသောမဟာဗျူဟာအခြေပြုကာကွယ်ရေးအစီရင်ခံစာတွင်လက်ရှိလုံခြုံရေးချင်းချောက်မှုများကိုမြန်ဆိုင်ဖြည့်ရှင်းနိုင်ရေးအတွက်လိုအပ်သောဤပညာဆိုင်ရာပုံစံနှင့်စည်ရေးစွမ်းရည်များကိုတိတိကျကျဖော်ပြသွားမည်ဖြစ်ပြီးစစ်ပွဲအတွက်အသင့်အနေထားသို့ကြီးတင်ကိုချက်ချင်းရောက်ရှိစေနိုင်ရန်ရည်ရွယ်ထားပါသည် ချင်းချောင်းမှုများတိုးလာနေချိန်တွင်ရုရှားမှ ထိခိုက်မှုအနေရများကိုမြန်ဆိုင်ဖြေရှင်းဖို့အရေးကြီးဆုံးဖြတ်ချက်များယူရန်လိုအပ်နေပြီဟုဗြိတိန်ကာကွယ်ရေးဝန်ကြီးဂျွန်ဟေလီကထုတ်ပြန်ချက်တစ်ခုတွင် ရှင်းပြခဲ့သည်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် Like Subscribe ကောင်းလေးနေပေးဆက်လက်အားပေးကြအောင်နော်။